အဲ့ခုနကသူပြောတဲ့စကားလုံးတိုင်းကျွန်တော်အပြည့်အဝနားလည်လားဆိုရင်နားလည်တယ်ဟာလည်းရှိရယ်နားမလည်ဟာရှိရယ်ဒါပေမဲ့ overall ပေါ့နော် catch up လုပ်နိုင်တယ်ပြီးရင်အဲ့ဒါကိုဘာသာပြန်တဲ့ခါကျတော့လည်းကျွန်တော်နားလည်တဲ့နီလန်းနဲ့ပဲကျွန်တော်ဘာသာပြန်ပေးလိုက်အဲ့ဒါကတော့သူကျွန်တော်ကျွန်တော်ပဲတွေ့ရသေးလို့နေမှာပေါ့လို့တခြားလူလည်း choice လို့အများကြီးရှိပါတယ်ရှမ်းလူမျိုးဖြစ်တဲ့အတွက်ကြောင့်ရှမ်းသချင်းကိုတော့အကောင်းဆုံးချပြမယ်ဒါပေမဲ့တေချာကတော့ဦးထီးတို့ဦးဆိုင်မတို့လက်ရတော့အရသာတော့မီမှာမဟုတ်ဘူးပေါ့နော် ်အေးအာ international ကိုအမိချပြမယ်ဆိုတဲ့အပိုင်းမှာပေါ့နော်တေယုတ်ဘက်ကလည်းသူတို့ကပြောပြီးတာသူတို့ရဲ့နင်းပညာသူတို့ရဲ့ရိုက်ချက်ရိုက်ဟန်နဲ့ဒီမြန်မာပြည်ရဲ့ cast တွေကိုအဲတေယုတ်ဆောင်နဲ့စွမ်းရည်တစ်ခုပဲလိုအပ်တယ်ပေါ့နော်ဒီမြန်မာပြည်ရဲ့ cast တွေရဲ့တေယုတ်ဆောင်စွမ်းရည်ကိုသူတို့အများကြီးမျှော်လင့်တယ်ဘာလို့လဲနင်းပညာပိုင်းကတော့သူတို့ကစိတ်ချပြသူတို့ရဲ့နင်းပညာအတိုင်းနဲ့သူတို့ရိုက်မှာအဲအတွက်ကြောင့်သူတို့ international ချပြဖို့အတွက်သူတို့ဟို အဲ့တော့ confidence ရှိရပါတော့တရုတ်တွေကသူတို့စကားတန်ရင်သူတို့အရင်ပြောတယ်ဆိုတော့အဲ့တရုတ်တိုင်းမှာပဲတွေ့လို့အဲ့လိုတရုတ်စကားပြောကြည့်ရင်သူတို့အရင်ပြောတယ်ပေါ့နော်အာကျွန်တော်ကလည်းဟိုအရင်ကျွမ်းကျင်တာတော့မဟုတ်မပြောရလဲကြာပြီဒါပေမဲ့ကျွန်တော်တီးရစကားလုံးလေးနေသူတို့နဲ့ communicate လုပ်နိုင်တယ်ပေါ့ဒါတော့ပါပဲအာသူကိုနိုင်ကလည်းယူနန်လူမျိုးကျွန်တော်တို့ကလည်းမွေးကလေးကတော့အိမ်မှာပြောနေတာတောက်လျှောက်ကြားနေတာပေါ့နော်ယူနန်စကားဆိုတာအာဒါပေမဲ့ခုနပြောတဲ့ဒီ mandarin စကားကျတော့ဟိုပြန်သင်ရတာပေါ့ ငယ်လေးကရွေးနေစကားပြောတဲ့အတွက်ကြောင့်သူတို့နဲ့ကလည်းမဆိုင်ဘူးဆိုတော့ရင်းနှလုံးပြောလို့ရတယ်။ဒါပေမဲ့ခုနကသူပြောတဲ့စကားလုံးတိုင်းကျွန်တော်အပြည့်အဝနားလည်လားဆိုရင်နားလည်တယ်ဟာလည်းရှိတယ်နားမလည်ဟာရှိတယ်။ဒါပေမဲ့ overall ပေါ့နော် catch up လုပ်နိုင်တယ်။ပြီးရင်အဲ့ဒါကိုဘာသာပြန်တဲ့ခါကျတော့လည်းကျွန်တော်နားလည်တဲ့နီလန်းနဲ့ပဲကျွန်တော်ဘာသာပြန်ပေးလိုက်တယ်အဲ့ဒါပဲ။ခါသာမို့သူကျွန်တော်ကျွန်တော်ပဲတွေ့ရသေးလို့နေမှာပေါ့လို့တခြားလူလည်း choice လို့အများကြီးရှိပါတယ်။အဲသူနဲ့တေးဥဆောင်မှုပိုင်းမှာတော့ရင်ကုန်မှုကတော့မရှိဘူး။ဒါပေမဲ့အဲ့ခုနကကိုယ့်ရဲ့စက်ကောင်မှာပဲရင်ကုန်မှုရှိတယ်။ဒီကိုယ့်ရဲ့စက်ကောင်ကအဲ ိုလုံနေကြမဟုတ်ဘူးပြီးတော့ script ဖတ်ကြည့်တော့လည်းကိုတေးဥဆောင်မဲ့ဟာကကိုမနေနားလဲအောင်ပြန်ကြိုးစားရတဲ့အပိုင်းလေးရှိရပါတော့ဆိုတော့အဲ့အဲ့အားလေးပဲအဓိကစိတ်ပူတယ်ဟိုအဲ့တော့လည်းပြင်ဆင်နေတယ်အမ်မာယူရောင်နဲ့ကတော့ဟိုအစုံစင်းကရှိရဒါပေမဲ့ဟိုလို connection ကြီးအဲ့လိုတောက်ရောက်စကားပြောရမျိုးမရှိဘူးမရှိဘူးကျွန်တော်အဓိကဆောင်းအောင်မှာတော့ nation လဲနေပဲဆောင်းအောင်ကျွန်တော်အဲ့ကျွန်တော်ကြိုက်တဲ့ဟာဆိုကျွန်တော်ရိုက်ရိုက်ပြီး save ထားတယ်ပြီးရင်ကျွန်တော်အဲ့လိုစိတ်စိတ်လေးတင်ဖြစ်တယ်အာကိုယ့်ရဲ့ activity ပေါ့နော်ဒါကျွန်တော် TikTok မှာအမြဲအပန်းဖြေတဲ့ ဗီဒီယိုဖြစ်တယ်သူတို့တွေလည်းဒီတခြင်းလေးနားထောင်အောင်ကြိုက်တယ်ကျွန်တော်ကိုယ်တိုင်ဆိုတာကြိုက်တယ်ဆိုတာ entertain တခုတော့ဖြစ်သွားတာပေါ့အာကျန်တဲ့ဒီတခြား activity တွေကတော့ဟိုကြက်ချာမှတစ်ခေါက်ကျွန်တော်အဲ့ post တွေလုပ်ဖြစ်တယ်အာအဓိကတခြင်းလုပ်ဖြစ်အကြောင်းရင်းကလည်းကျွန်တော်အားရင်တခြင်းလေး creation လုပ်တယ်တခြင်းတွေရေးတယ်အခုဆိုလည်းနောက်ထပ်ဒီ shan တခြင်းတွေပမာတခြင်းတွေပမာတခြင်းဆိုတာတော့ shan ပြို့ပေါ်ကျူးတဲ့ပမာတခြင်းပေါ့အဲ့ဒါရပြင်တေးရတခြင်းတွေရှိရကျွန်တော်ကိုယ်တိုင်ရေးတဲ့ဟာလေးတွေပဲ ျွန်တော်လှုပ်ဖြစ်တယ်ပေါ့ကိုပိုင်တချင်းမှာဆိုရင်ဟာမြန်မာတချင်းနဲ့တယ်ရှမ်းတချင်း၄၅ဘိုးလောက်ရှိတယ်တရုတ်တချင်းဆိုကြတော့ကျွန်တော်ပထမဆုံးတပုတ်အရင်စာရေးကြည့်ရပေါ့နော်အဲဒီကားတော့တော့မဟုတ်တက်တက်ကျွန်တော်ကြိုက်တဲ့အဲ romance လေးတခုအာပြင်အင်္ဂလိပ်တချင်းတော့အများတယ်အင်္ဂလိပ်တချင်းက60ဘိုးလောက်တော့ရှိတယ်အာကျွန်တော်လောလောဆယ်တော့ဟိုအာလှုပ်တော့ပေါ့နော်ကျွန်တော်က music ကိုကြတော့ကျွန်တော်အပျော်လှုပ်တာကျွန်တော်အပန်းဖြေတဲ့ပုံစံမျိုးနေနဲ့ကျွန်တော်လှုပ်တာဆိုတော့ဟို ထွက်ဖို့အရင်ခဲတယ်ဗောနော်ကျွန်တော်ထွက်ချင်မှလည်းထွက်တာဟိုတခါရေလှုပ်ပြီးကွာကိုနားထောင်ပြီးခြေနဲ့လည်းခြေနဲ့တာဆိုတော့အဲ့လိုလေးတော့ရှိတယ်အဲဒါပေမဲ့ဒီရှမ်းတချင်းတို့ဗမာတချင်းတို့ကတော့ထွက်လာဖို့ရှိတယ်ဒီနှစ်တည်းမှာဆိုတော့အဲ့တဲ့ချင်းလေးတွေကအဲ MP တွေလည်းရှမ်းပြီးမှသွားရိုက်ရမယ်အပိုင်းလေးလည်းရှိရပါတော့။ဆိုတော့အဲ့ဒါလည်းအချိန်ပေးနိုင်အောင်မှကျွန်တော်အခုလောဆယ်ဒီဇိုင်းမမလုပ်ဖြစ်နေတာတေးဥဆောင်ဆိုတော့ရုပ်ရှင်ပိုင်းကိုပဲအဓိက focus လုပ်ဖြစ်တယ်။အာဟုတ်ရှမ်းပြီကိုပေါ်ကျူးတဲ့တချင်းဟာ အာကျွန်တော်အခုလောက်ထားတဲ့ဟာဆိုရင်ဒီရှမ်းအငွေးသက်လေးအဲကောင်းစရာရှမ်းပြည်လွမ်းသေးပေါ့နော်ဆိုတော့အဲ့တချင်းလေးကအာကျွန်တော်အခုသွင်းနေပြီပေါ့အာ MV ပုံစံရောအာကျွန်တော် idea စဉ်းစားထားပြီအဲ့ထဲမှာဆိုရင်ကျွန်တော်နောက်ဆုံးပိုက်လေးမှာဆိုရင်အာစာသားတူတူဒါပေမဲ့ရှမ်းရှမ်းစာသားလေးနဲ့ကျွန်တော်တထက်တည်းပြန်ပြီးပါတာပြန်ထားတဲ့ဟာလေးထည့်ထားတယ်အဲ့တော့ကျွန်တော်တို့ကတော့ဒီရှမ်းရှမ်းလူမျိုးဖြစ်တဲ့အတွက်ကြောင့်ရှမ်းသချင်းကိုတော့အကောင်းဆုံးချပြမယ်ဒါပေမဲ့တေချာကတော့ဦးထီးတို့ ဦးဆိုင်မတော်လက်ရတော့အရသာတော့မီမှာမဟုတ်ဘူးကောနော်ဒါပေမဲ့အစွမ်းကုန်ပေါ့ကိုတက်နိုင်တဲ့ဘက်ကနေမှဒီအာပြိတ္တတွေကိုလည်းဖြောပြပေးခြင်းနဲ့အာဒီရှမ်းပြည်ရဲ့အလတရားကိုလည်းကိုကိုယ်တိုင်ကလည်းပေါ်ကျူးခြင်းနဲ့ဆိုတော့ကျွန်တော်စွမ်းတလောက်ပေါ့ကျွန်တော်စွမ်းတလောက်တော့အကောင်းဆုံးလုပ်ကြည့်ပါမှာကျွန်တော်အဖေကဦးတီနဲ့ခင်တယ်အာအဖေအာဦးဆိုင်မောင်းနဲ့ကြတော့အဖေနဲ့ကကော့ဖ်တူတူရိုက်တယ်ဆိုတော့ငငယ်တော့ငငယ်တော့ကျွန်တော်ဦးဆိုင်မောင်းနဲ့ကပုံမြင်ဘူးတော့ဦးဆိုင်တိဆိုင်မမြင်ဘူး ဥဆိုင်မောင်နဲ့အဲ num come golf ကိုမှဆိုတူတချင်းလာဆိုတယ်အဲကြအဖေနဲ့သူစကားပြောပါ냐ဆိုကျွန်တော်အဲ့ဝိုင်းမှာရှိတယ်အဲ့လိုစုံမှုတာပေါ့နော်ဆိုတော့အဖေကလည်းအမြဲတမ်းခကြီးထွက်ရင်တို့တချင်းပဲဖွင့်တာဆိုတော့အဲ့မှာကျွန်တော်ငငယ်လေးကနားရင်လာတော့တို့တချင်းကျွန်တော်နဲ့လုံးဝမဆိုင်ဘူးအဲ့တော့အင်္ဂလိပ်တွေပါလေလာဘူးကြအဲလာဦးဆိုင်မောင်ဆိုလာဘူးတဲ့ဟုတ်လာဘူးအင်္ဂလိပ်အဲအဲ့တော့တအားငယ်တော့ကျွန်တော်တို့တို့နဲ့တော့ရင်းနှီးမှုမရခဲ့လိုက်ဘူး ါပေမဲ့သူတို့တခြင်းကတော့တအားယင်ခဲ့တယ်။ဘာလို့ဆိုတော့အဖေကတအားအရှောက်အဲ့တခြင်းနဲ့ဖွင့်အဲ့တခြင်းနဲ့ဆိုဆိုတော့ကျွန်တော်သူ့ကားနဲ့လိုက်စီးလို့ရှင်မြန်သားတွေပဲကြားနေရဆိုတော့အလွတ်တွေရောရနေပြီပေါ့။ရှမ်းပြည်မှာဆိုရင်တော့ဆိုင်းဆိုင်မောင်းဆိုင်းကြီးဆိုင်တခြင်းမရရလို့မရှိဘူး။အဲအဲ့ဒီဆိုင်းဆိုင်မောင်းပေါ့။ဆိုင်းဆိုင်မောင်းတခြင်းမရရလို့မရှိဘူး။အကုန်ရကြတယ်။အဲ့လိုအကုန်လုံးလဲကြိုက်တယ်။အာပို့ဆိုအရင်တော့ကျွန်တော်ရှမ်းပြည်မြောက်ပိုင်းကအဲ့လိုကုန်ကားတွေအရင်မောင်းတာကိုဆိုတော့အဲ့အချိန်တုန်းကဆိုင်းဆိုင်မောင်းတခြင်းကရေလဲပေါက်တာ။ဆိုတော့အကုန်လုံးရတယ်။ အဲကျွန်တော်ခံယူတာကတော့ဒီတရုတ်ဆောင်ကဟိုကိုယ့်ရဲ့ professional ပေါ့နော်တရုတ်ဆောင်ဒီဒီ expression တစ်ခုကိုပုံဖော်တယ်အာပြောရှင်အယုတ်ယုတ်နဲ့တရုတ်ဆောင်ရတာဖြစ်တဲ့အကြောင်းဒီပို့ပြီးတော့ကိုပြချင်တဲ့ဟာကိုခြားပြခြားပြလို့ရတယ်အားရမှုအားရမှုရှိရပေါ့နော်ဆိုတော့တချင်းကြတော့ဗာလဲဆိုတော့တချင်းကြတော့ဒီစိတ်နှလုံးကို agency ဆိုတော့အဲ့ဟာလေးကကျွန်တော်တို့ကအပန်းဖြေတယ်လို့ဖြစ်နေတာဆိုတော့အ music ကိုကြတော့ကျွန်တော်ကဟို professional career အနေနဲ့မရွေးတော့ဘဲနဲ့တချင်းကိုကြတော့ကျွန်တော်ကပျော်တဲ့အချိန်မှာကျွန်တော်လှုပ်တယ် အဲပြီးရင်အဲ့ဒါကိုကျွန်တော်အကောင်းဆုံးချပြခြင်းနဲ့တလောက်ပဲဟောတေးဥဆောင်ကတော့ဒါကျွန်တော် professional ရှောက်နေတဲ့လမ်းမလို့တေးဥဆောင်ကိုကျွန်တော်ပို့ပြီးတော့ဦးစားပေးလို့တော့ဖြစ်သွားတယ်ဟုတ်အဲဟုတ်တယ်ကျွန်တော် A to 5ကိုပို့ချိုက်တယ်ကျွန်တော်ဒီဒီက character တွတ်ထားတာသူ look test လုပ်တဲ့အချိန်မှာကျွန်တော်ဘယ်လိုရုပ်ထွက်လာမလဲဆိုပြီးတော့လေအဲစပင်းကလည်းဒီပုံစံမဟုတ်သေးဘူးကျွန်တော်ဟိုစပင်းပုံစံလည်း change ကြီးမယ်မုတ်စိတ်လည်းနည်းနည်းတူကြီးမယ်နည်းနည်းရှည်ရှည်တဲ့ဟာတော့ကျွန်တော်ထားတာပေါ့နော် ပြီးနည်းနည်းထပ်တူကြည့်အောင်မယ်လိုက်ဖတ်မှုရှိမရှိအတိအကျ character တစ်ခုထွက်လာဖို့ပဲအရေးကြီးအောင်ဆိုတော့အဲ့ဒါဒီကြားထဲမှာကျွန်တော်ဆင်းရလဲဒီနေ့မရိုက်သေးဘူးဆိုတော့အာကျွန်တော်ပြင်ဆင်ချိန်ရှိသေးတယ်ဆိုတော့အဲ့ဒါလေး look test လုပ်ဖို့ရှိတယ်ထားတယ်ကျွန်တော်ဟိုလုံခဲ့တဲ့နေ့ကျွန်တော်တရားစခန်းထွက်လာဆိုတော့15ရက်ကျွန်တော်ဟို9ရက်လောက်ဆိုရင်ကိုဒါဒါဆိုရင်6ရက်6ရက်လောက်ပဲရှိတယ်လုံးဝမရှိရဲ့အနေထားနေမှာဒီ6ရက်နဲ့ဒီလောက်ရှိရပေါ့ဆိုတော့အဲတရားစခန်းထွက်လာတော့15ရက်15ရက်ဆိုတော့အားအားရှိနေ so အမွေးတန်တယ်ဗောနော်ဟိုဆိုရအဲ့ဒါကျွန်တော်တို့ကပါအသာချက်လဲဆိုတော့ look test လုပ်လို့အရင်ကောင်းတယ်နည်းနည်းထားလိုက် ပြင်ပြင်ရိတ်ကြည့်လိုက်အဲ့လိုဆိုတော့အော်အဲ့လိုအဲ့လိုထက်တာနည်းနည်းမအိုပါဘူးလားအဓိကတော့ကျွန်တော်ကိုအားပေးနေအဲ့ forest ဆိုတဲ့ fan လေးရှိရဗောနော်ကျွန်တော်ကဟိုတစ်ခါလေးပျောက်ပျောက်သွားတယ်သူတို့ကလိုက်ရှာရှာမတွေ့ဘူးဆိုတော့အဲ့နောက်ပိုင်းတော့ activity လေးနည်းနည်းလေးပြန်စိတ်ပြီးတော့ပြန်ထွက်လာပါမယ်အဲ့လိုစောင့်မျှော်ပေးရပြည်သက်တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ Thank you ပါ